အာယုန်နဲ့တွေ့လာလို့ရှိရင်ဥဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဤဝရဏတရားကကာမိစ္ဆန္ဒနဲ့ပြာပါဒတို့သာဖြစ်တယ်ကာမိစ္ဆန္ဒဆိုတာမျက်စိနန္ဒလျာကိုလို့ဆိုတဲ့ဓာရငါးပေါက်ဓာရငါးဝါကနေပြီးတော့ဝင်ရောက်လာတဲ့ အစင်းအတန်အနံ့အရသာအထီးတွေးဆိုတဲ့ဒီအာယုတွေပေါ်မှာကောင်းမြတ်တဲ့အာယုနှစ်သက်စရာ ကောင်းတဲ့အာယုမျိုးဆိုလို့ရှိရင်ထိုအာယုမျိုးကိုထပ်မံရရှိခြင်းနဲ့ဆန္ဒရရှိပြီးတဲ့အာယုပေါ်မှာတွေ့တန်းနေတဲ့သိမ့်ပိုက်တတ်တဲ့တဏှာအဲ့ဒီတဘာဝတရားတွေကိုကာမိတ်ဆန္ဒ တရားကိုအားဖြင့်တော့လောဘကိုပြောတာပါပဲလောဘလိုပဲခေါ်ခေါ်ရာဂလိုပဲခေါ်ခေါ်ဒဏလိုပဲခေါ်ခေါ်သူ့ရဲ့အသွင်တရံအယအမည်နာမစကလုံးတွေပြောင်းထားတော့လည်းပဲကာမိစန္ဒရဲ့တဘာဝတရားလောဘပဲဖြစ်တယ်ကာမဆိုတာလိုချင်စရာ အာယုန်တွေကိုဒီနေရာမှာကာမလို့ခေါ်တယ် အဲ့ဒီလိုချင်စရာအာယုန်ဒီပေါ်မှာလိုချင်မှုစိတ်ဆန္ဒဖြစ်ပေါ်လာတာဟာကာမိဆန္ဒပဲတရင်ကိုကောက်တဲ့အခါကျတော့လောဘပဲအဲ့ဒါဟာအသိဉာဏ်တွေကိုအပြော့သွားစေပြီးတော့စိတ်ဓာတ်ကိုလွန်မှုချုပ်ကင်ထားတဲ့ဖြင့်ကုသိုလ်တွေဖြစ်ခွင့်မရတော့အောင်လူတွေရဲ့အသိစိတ်တွေမှာကုသိုလ်တရားတွေဖြစ်ခွင့်မရအောင် ပိတ်ဆို့ပြီးတော့သွားရတယ် ။ဒါကြောင့်မို့အဲ့ဒီတရားတွေကိုအပိတ်အဆုနိဝရဏလို့ဒီလိုခေါ်တာပေါ့။ရေမြောင်းနေမှာဓာတ်တွေအမိုက်တွေပိတ်နေလို့ရှိရင်ရေမစည်းတော့သလိုပဲ။လူတွေရဲ့စိတ်ထဲမှာကာမိစ္ဆန္ဒတွေလွှမ်းမိုးလာလို့ရှိရင်စိတ်တွေဟာ block ဖြစ်သွားတယ်။ဖြစ်သွားပြီးတော့ပိတ်ဆို့နေသည့်အတွက်ကြောင့်ကုသိုလ်စိတ်တွေစီးဝင်နိုင်ခြင်းဖြစ်ပေါ်လာခြင်းမရှိဘူး။ ကုသိုလ်စိတ်တွေမဖြစ်ုံနဲ့မကဘူးတတိတွေလည်းအပြော့သွားတယ်ပညာတွေလည်းအပြော့သွားတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မလို့မိမိတို့စိတ်ကိုအစင်သာဝရတတိထားနေဖို့ကဘာလဲငါစိတ်ထဲမှာကာမိစန္ဒလို့ခေါ်တယ်ကာမဂုဏ်အာယုန်နဲ့တွေးလာလို့ရှိရင်လူချင်းတက်မဲ့ပြီးတိမ့်ပိုက်ထားလို့တဲ့စန္ဒတွေရှိသလား ရှားခြင်းတဲ့ဆန္ဒတွေငါတဏ္ဍမှာရှိနေသလားရှိနေရင်ဘာကြောင့်ရှိနေရသလဲမရှိရင်ဘာကြောင့်မရှိတာလဲဘာနဲ့မရှိအောင်လုပ်ရမှာလဲဆိုတော့ဒီနိလန်းတွေကို သိရှိအောင်မိမိစိတ်ကို check in လုပ်ကြရမှာဖြစ်တယ်